ီနေ့ကျွန်တော်တို့ခံယူမယ့်နှုတ်ပတ်တော်ရဲ့ခေါင်းစဉ်က strengthen your stakes သင်ဤတိုင်တို့ကိုမြဲစွာစိုက်လော့ amen ကျွန်တော်တို့ရဲ့ခြေတွေခံမြဲဖို့ရန်အခြေခံဖို့ရန်အတွက်အင်တာမရေးကြည့်တယ် stability လို့ခေါ်တဲ့တည်ကြည်မှုခိုင်ခမ်းမှုဆိုတာကလူတစ်ယောက်မှာတည်ရေးကြည့်ရဲ့ sustainability เนาะတည်တံ့ခိုင်မြဲမှုဆိုတာတည်ရည်ကြီးတယ်လောကကအောက်ယိုးမီလို့ပဲဥမာကျွန်တော်တို့စားသောက်ဆန်တခုအရန်တန်းစီနေဆိုရေးကြတယ်သူကဆိုင်အသင့်ဖွင့်တာအများဆုံးဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့လူတွေကဆိုင်အသင့်ဖွင့်တဲ့ချိန်မှာအားထည့်ပြီးတော့အကောင်းဆုံးလုပ်ထားတယ်၄၅၆လကြာလာတဲ့ခါမှာရွေ့လျော့သွားတတ်တယ်ဒါပေမဲ့အရန်နာမည်ကြီးတဲ့ဆိုင်တွေကတော့ဘိုးဘေးလက်ထက်ကလေးကဥမာစကောလန်ကြီးဟိုတဘောကဒါလို့ရှင်ဘယ်နာကဘလို့စားသဖြင့်ကျွန်တော်တို့နာမည်ကြော်ကြားခဲ့တဲ့ဆိုင်တွေကဘိုးဘေးဘီဘင်ကစတစ္ဆာရှိပြီးက ခိုင်ခန့်တဲ့ဆိုင်ကရှားပါပါတယ်ရှိတော့ရှိတယ်ဘေးမှာရှိတော့ပြောင်းရှိတော့ရှိတယ်ရှားတယ်လို့ပြောအောင်အာမင်ဒါကြောင့်ကျွန်တော်တို့ကောက်ယုံမိမဟုတ်ပဲ sustain ဖြစ်တဲ့သူတည်ကြည်တော်သူခိုင်ခန့်တော်သူဖြစ်ဖို့ဘုရားရဲ့လိုတော်ဖြစ်တယ်အာမင်ဟေရှာခန်းကြီးဟေရှာနဂတိကျမ်းခန်းကြီး54အငယ်1ကိုဖတ်ကြပါစို့တည်နေရညနေချက်ကိုချက်အောင်လို့နှမျောသောစိတ်မရှိနဲ့ ကျိုးတို့ကိုရှိစေအောင်လောတိုင်တို့ကိုမြဲစွာစိုက်လောအာမင်ဒီနှုတ်ကပတ်တော်လေးရဲ့ရိုးရိုးရှင်းရှင်းလေးပဲသင်ရဲ့နေရာကိုချဲ့ဖို့ဘုရားရဲ့အလိုတော်ဖြစ်တယ်ဟာလေလုယာဒီတိုင်းကျွန်တော်တို့နော်လောဘကြီးပြီးတော့မှဘာမှမကျေနပ်နိုင်ဘာမှမယောင်ရဲနိုင်ဒီအလုတ်မှာနည်းနည်းလာစားနည်းတယ်လို့ခံစားအလုတ်တစ်လျှောက်အလုတ်တစ်ပြောင်း job hopper လို့ခေါ်ပြီးဟိုဘက်ကို hop လိုက်ဒီဘက်ကို hop လိုက်အဲ့လိုတော့လေအာမပေးပါဘူးဒါပေမဲ့ကိုရှိတဲ့နေရာမှာ တိုးတက်ဖို့ကတော့ဘုရားလိုတော်ဆိုတာတော့နားလေပါ hallelujah တင်းအလုတ်ပြောင်းဖို့ကျွန်တော်မဆိုလို့သေးပါဘူးเนาะတင်းရဲ့အိမ်တွေကိုချက်ချင်းဖြိုဖျက်ပြီးအသစ်ဆောက်လို့မပြောသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ရှိတဲ့နေရာမှာထိုင်နေပြီးခြေပြက်လက်ပြက်ထိုင်နေတဲ့အဖွဲတွေရှိခဲ့ရင်ကိုတော်ကကျွန်တော်တို့ကိုလှုံ့နှိုးနေတာဖြစ်ပါတယ်တင်းဒီမှာထိုင်နေတာကြာပြီထပါ မျက်နှာချက်ကိုချက်ပါသင်ရဲ့တဲရကိုချက်ပါသင်ရဲ့နယ်မြေတွေကိုချက်ထွင်ပါဘုရားခင်ကောင်းချီးပေးပါစေအာမင်ကဲနယ်မြေချက်တဲ့အကြောင်းကျွန်တော်တို့ပြောမယ်ဆိုရင်နှုတ်ကပတော်တဲကတာတာကတစ်ခုကိုကြည်အောင်ဓမ္မရာဇဝင်စလုဒ္ဓဆာဆောင်ခန်းကြီး6အငယ်1ကနေ9မှာ Prophet မျိုးသားတို့ကကိုရောနဲ့တူယခုနေသောအရက်ဒီ ခြင်းမြောင်းပါ၏အကျွန်တော်တို့ဒီဂျော်ဒန်မြစ်နားသို့သွားပေးရစေထိုအရ၌ဝိုင်း၍တစ်သားကိုခုတ်ပြီးလျင်ကိုနေရဖို့လုပ်ပေးရစေဟုအေလိရှဲထံ၌အခွင့်တောင်းလျင်သွားကြလောဟုအခွင့်ပေး၏ဒီမှာကျွန်တော်တို့အဲ့ဒီ prophet မျိုးသားတွေကဘယ်နှယောက်လောက် ရှိလဲဆိုအယောက်100လောက်ရှိတယ်။အီလိရှဲကကျမ်းစာသင်တန်းကြောင်းဖွင့်ထားတယ်။ရိုးရိုးဒီတပည့်တော်ဖြစ်သင်တန်းသို့မဟုတ်ရင်သာသနာပြုတွေအတွက်သင်တန်းဒါမျိုးတွေတဲ့သူ့ရဲ့ major က prophet သင်တန်းကြောင်းဖြစ်တယ်။ဆိုတော့ prophet တဲ့ဖြစ်လာဖို့ဆိုတာဖခင်ရဲ့ anointing ဖခင်ရဲ့ gift ရှိရမယ်ဖခင်ရဲ့ calling ရှိရမယ်ဒီဘက်နောက်ဆုံးသောကာလမှာ prophet ဆိုတဲ့ခါမှာအချားမြင်ရသလိုရှေ့ပြန်ပြောနိုင်တာလောက်နဲ့ prophet လို့အထင်မှားတတ်ကြတယ် prophet ဆိုတာဘာလဲဖခင်ပြောတဲ့အတိုင်း ကြားပြီးတနည်းအားဖြင့်ဖျားတန်မြဲတမ်းကြားသောသူဖြစ်ရမယ်အဲ့ဒါ prophet ပြီးတော့ဖျားတန်ကြားတာကိုအယောနှောမရှိဘဲပြောရတဲ့တတိနဲ့ပြောနိုင်ရမယ် ပြောတဲ့အရာမပြေဆုံးမခြင်းတစ္ဆာရှိရမယ်အဲ့ဒါ prophet ရဲ့ဝိသေသလက္ခဏာဖြစ်တယ်အာမင်ဒီနေ့သူများအတွက် prophet မပြုတ်နိုင်သေးရင်တောင်မှသင်ကသင်ကိုယ်တိုင်အတွက်ဖျားတန်ကြားတော်သူဖြစ်ဖို့အရေးကြီးတယ် hallelujah ကြားတဲ့အတန်ကိုနော်ခုနကျွန်တော်ဥပမာပေးသလိုအိမ်တလုံးမြင်တယ်ဘုရားခင်ကမင်းကိုအိမ်ပေးခြင်းတယ်ထင်တယ်ဆူတောင်းရအောင်လို့ကျွန်တော်ပြောတဲ့ခါမှာကျွန်တော်ရဲ့စန္ဒနဲ့ကျွန်တော်ရဲ့ချစ်တဲ့စေတနာစိတ်တက်တက်မှုပဲကျွန်တော်ဖျားတန်ကြားတယ်လို့ခံယူတဲ့ခါမှာရဲရင်စွာကျွန်တော်ပြောလိုက်တယ်ဘုရားကတော့သူ့ရဲ့စကားကိုကောင်းကင်နဲ့မြည်ကြီးမတီးတော့လဲငါစကားတီးမယ်လို့ပြောတယ်ဘုရား ဖြစ်တယ်ဟာလေလုယာဒါပေမဲ့အန္တရာယ်များတာကတော့ကျွန်တော်တို့ကိုယ့်ရဲ့လောကစေတနာနဲ့ကိုယ့်ရဲ့နော် personal အမြင်တွေကျွန်တော်ပြောမိတယ်ရောနှောမိရင်တော့ဘုရားကတာဝန်ယူမှာမဟုတ်ဘူးကဲဟုတ်ပြီအဲ့ဒီခေတ်တုန်းက prophet တယောက်ဆိုတာဘာကိုပြောလဲဆိုတော့ तू အခွန်းတရားပြောရင်တရားစလုံးကဘုရားတန်ဖြစ်ရမယ်အဲ့ဒါကမှ prophet လို့ခေါ်တာသူတို့အဲ့တော့ဘုရားခင်ရဲ့ prophet တွေနော်ထိုကဲ့သို့ prophet အယောက်တရားကိုပြုစုတော်တဲ့နန်းချောင်းကို ఔ ချုပ်နေတဲ့ prophet ကြီးနော် elisha က ူ့ရဲ့နေရာကျင်းမြောင်းလာတဲ့ခါတပည့်တွေကပြောတယ်ကိုတော့ကျွန်တော်တို့အခုနေတဲ့နေရာ ကျင်းမြောင်းပါတယ်ဒီနေ့ကျွန်တော်တို့ရောက်နေတဲ့နေရာကို ကျဲပြီးငါတို့အရန်ကိုထုတ်နေပြီလို့ခံယူနေရဆိုရင်တင်းဘယ်တော့မှတိုးချက်ချင်မှာမဟုတ်ဘူးဒါပေမဲ့ကိုယ့်ကိုရင်စိုးသတိထားမိမှာကိုလောဘကြီးဖို့เนาะဖះကိုမကျေနပ်နိုင်မရောက်ရဲနိုင်ပဲဖះအောင်မြဲနေပြဿနာရှာဖို့ပြောတာမဟုတ်ဘူးတော်တော်တင်ရောက်နေတဲ့နေရာကိုတင်ကလမ်းဆုံးလို့တတ်မှတ်ဖို့မဟုတ်ဘူးเนาะတင်ဘလောက်ကောင်းကြီးရရတင်ထက်မှာအရင်ကြီးအမြင့်ကြီးရှိသေးတယ်ဟာလေလုယာမှန်ပါတယ်ကျွန်တော်တို့ကုညီရမယ်ကျွန်တော်တို့ထဲနေကြနေတယ်ကျွန်တော်တို့ထဲချို့တဲ့သူအများကြီးရှိတယ်စင်ရဲတော်သူ တော့တနာစရာကောင်းတဲ့သူချုပ်တဲ့တော်သူကုညီပါမဆပါဘုရားခင်ကငါမင်းတို့ကိုပြန်ဆက်မယ်လို့ပြောတယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့အောက်မှာလည်းအများကြီးရှိသလိုကျွန်တော်တို့အထက်မှာလည်းအများကြီးရှိသေးတယ်ဆိုတော့နားလိုက်ဖို့ရည်ကြည်တယ်တင်းရဲ့ခွက်မပြေပါစေနဲ့အာမင်ဒီခွက်ထဲမှာရေထည့်ထားတယ်ပြေသွားပြီဆိုထပ်ထည့်လို့မရတော့ဘူးဒါပေမဲ့ကျွန်တော်တို့နေရာရှိနေတဲ့ထပ်ထည့်လို့ရပါတယ် ်အာမင်ဆိုတော့ဒီ prophet တွေကကိုရောတဲ့ကျွန်တော်တို့နေတဲ့နေရာချင်းမြောင်းတယ်ဒီနေ့တင်ရောက်တဲ့နေရာကိုအရင်ကျဲသွားပြီလို့မခံယူသေးပဲကိုရောထဲမှာကျွန်တော်တိုးတက်လို့ရသေးတယ်အာမင်ကိုရောထဲမှာကျွန်မတိုးတက်လို့ရသေးတယ်ဆိုတဲ့နှလုံးသားရှိဖို့ဘုရားရှင်ကောင်းချီးပေးပါစေပြီးမှရှိတယ်ပြောအောင်ဒီထက်တိုးတက်ရအောင်လို့ပြောအောင်အာမင်အဲ့တော့တို့တို့ဘာလို့လဲဂျော်ဒန်မြစ်နားကိုသွားပြီးတော့မှတစ်သားကိုခုတ်ရတယ် ကျွန်တော်တို့တိုးတော့တိုးတက်ခြင်းတယ်ဒါပေမဲ့အားမထုတ်ခြင်းကြောင့်လူတွေကเนาะကျွန်တော်တို့ကအရန်တော့အောင်မြင်ခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကအားထည့်ခြင်းမှာပြီးရတတ်ကြတယ်ဘုရားခင်ကဝရိယထုတ်စေခြင်းနဲ့ကျွန်တော်တို့ကိုအာမင်ကျွန်တော်တို့ကိုကြိုးစားစေခြင်းနဲ့ဘုရားဖြစ်ပါတယ်ဆိုတော့သူတို့ကအဲ့ဒီခေတုံးကတစ်ဆိုင်မှာတစ်ဝယ်လို့မရဘူး။အော်ဒါမလုပ်မရဘူး။ဆိုတော့သူတို့ကိုယ်တိုင်သွားပြီးတစ်လုံးတွေကိုခုတ်ရတယ်။ဒီနေ့တင်တိုးတက်ဖို့တင်ဘက်ကနေဘာတွေစိုက်ပျိုးပြီလဲ။တင်ကတော့ကြီးမားတဲ့လှပတဲ့ကျယ်ဝန်းတဲ့အရက်ကိုလိုချင်တယ်။ဒါပေမဲ့ ချွေးမထွက်ချင်ဘူးမဆိုင်ပြိုးချင်ဘူးကျွန်တော်တို့ဘာမှကျွန်တော်တို့အားမထုတ်ချင်ဘူးဆိုရင်တော့တမန်တော်ရာဒီနေ့ပြန်လည်ပြီးတော့တတိပင်းလို့ဆိုချင်တယ်ဂျော်ဒန်နာကိုသွားပါအာမင်ဂျော်ဒန်နာကိုသွားပါတစ်တေကိုခုတ်ပါ ဘာလို့လဲဘုရားကမကြခင်မှာကျွန်တော်တို့ရဲ့အိမ်တော်ကိုချဲ့တော်မှာဖြစ်ပါတယ်တစ်သားကိုခုတ်ပြီးရင်ကိုယ်နေစရာဘို့လုတ်ပြရစေလို့အဲလိရှဲတန်နိုင်အခွင့်တောင်းလျင်တွားကြလောဟုအခွင့်ပေး၏အချို့ကမငင်းပါနဲ့ကိုတော့ကျွန်တော်တို့နဲ့တူကြွတော်မူပါဟုတောင်းပန်တဲ့အခါဟုတ်ပြီငါတွားမယ်ဆိုပြီးအဲလိရှဲကဝန်ခံတဲ့အတိုင်းသူတို့နဲ့အတူတူလိုက်သွားတယ်ယောဒာမြစ်နားရောက်တဲ့အခါမှာတသားကိုခုတ်ကြပါတယ်အဲ့ဒီထဲကတယောက်ကတော့ရေထဲသို့ပစိန်ကြ၏ ဒီမှာခဏရထားရအောင်ကျွန်တော်မကြာခဏဒီသတင်းစကားကိုကျွန်တော်တို့ပြန်ပြန်ဟောကြားတော့လဲဒီနေ့မှာဘုရားကကျွန်တော်ကိုအတိတ်တဖန်နှိုးဆော်တဲ့အရာတစ်ခုကတော့ကျွန်တော်တို့လက်တွေခိုင်မြဲဖို့လိုအပ်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်မိမောင်းထုတ်ခြင်းတယ်ကျွန်တော်ငယ်ငယ်တုန်းကနော်တန်တွေရိုက်တဲ့ခါမှာတစ်ချောင်းတစ်ချောင်းကိစ္စမရှိဘူးဗျသုံးလေးချောင်းလောက်ရိုက်လာတဲ့ခါမှာတန်ကကောက်သွားတယ်တန်ကောက်တယ်တန်ကောက်ဆိုပြန်ပြီးတော့တန်တွင်းနဲ့ပြန်နှုတ်ပြီးတော့မှတေချာညီညီတဲ့နေရာအင်္ဂလိပ်ပေါ်မှာသုံးရှင် တန်ပြားပေါ်တစ်သားပေါ်မှာတေးချာလေးအဲ့ဒီတန်ကိုပြန်ဖြောင်းရတယ်ဗျ။ဆိုတော့ကျွန်တော်ဖေကပြောဆိုဒီတန်ချောင်းပဲ ဒီတူပဲဒါပေမဲ့ဘာလို့ပထမတစ်ချောင်းတစ်ချောင်းတော့တက်တက်ဝင်သွားပြီနောက်တစ်ချောင်းနေမှာဘာလို့ကောက်သွားလဲဆိုတော့အဖေကကျွန်တော်ပြောပြတဲ့အခါမှာသူမြင်တာပေါ့ကျွန်တော်တို့လက်တွေကအန်တည်သွားတယ်ကလေးလူငယ်ဆိုတော့လက်မခံနိုင်သေးဘူးပေါ့အကျင့်မပါသေးတော့လက်ကညောင်းတဲ့ခါကျတော့ကောင်းကောင်းမရိုက်နိုင်တော့ဆိုတော့ဒီတန်ချောင်းကိုရိုက်ခါစားတော့အားပြည့်နဲ့ဒေချာ focus ရိုက်တယ်၃လေးချောင်းလောက်ဒါမှမဟုတ်၄၅၀ချောင်းလောက်ရောက်တဲ့ခါမှာညောင်းလဲညောင်းလာတယ်အားလဲမဆိုင်နိုင်တော့ဘူးတဲ့လဲမတဲ့တော့ဘူးအဲ့လိုနဲ့တန်တွေကကောက်သွားတယ်လို့သူပြောတဲ့ခါကျွန်တော်သဘောပေါက်သွားတယ် ဲ့ဒီနေ့ကျွန်တော်တို့ရဲ့လက်တွေကိုခိုင်မြဲဖို့အတွက်ရေးကြည့်ရယ်။ဘာကင်ပါကြဖွဲ့တယ်နော်။တခုခုကင်လိုက်တယ်အများတန်းကြတာ။ဘွဲရထားတာဘာကင်ပါကြ။ကင်သမားကြတာ။လက်မမြဲဘူး။ဆိုတော့လက်မမြဲတော့ကျွန်တော်ဆုံးရှုံးမှုတွေအများကြီးရတယ်။ဒီနေ့ဒီနေရာမှာပစိန်ကိုကင်တဲ့သူသူတယောက်တည်းမဟုတ်ဘူးနော်။ကြံတဲ့သူတွေလက်ပစိန်ကင်။ဒါပေမဲ့ဒီလူကဘာဖြစ်သွားလဲဆိုတော့သူလက်မမြဲပဲလွတ်ကျသွားတယ်။ကျွန်တော်တို့ကိုဖျားပေးထားတဲ့ຢာတွေတော့အားလုံးရကြတာချင်းတူတူတချို့တွေကလက်မမြဲလို့ ြုတ်ကျသွားတဲ့ကောင်းကြီးတွေရှိနိုင်တယ်။ဘုရားခင်ကဒီစကားကိုကျွန်တော်ပြောပါတယ်။ဟာလေလုယာ။ပြုတ်ကျသွားတာစာတန်ကခိုးတာမှန်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လက်မမြဲတာ။လက်မမြဲတဲ့အတွက်ပြုတ်ကျသွားတဲ့ຢာတွေဒီနေ့ပြန်ပြီးတော့ပေါ်ရအောင်။ဟာလေလုယာ။လက်ခုပ်တီးလက်တီးပြုရအောင်။အာမင်။ဖတ်ကြည့်အောင်ခုတ်တော်သူကလည်းခက်လာပြီးသခင်ထိုးပစိန်ဒီငှားခဲ့သောဥစ္စာဖြစ်ပါ၏ဟု။အော်ဟစ်လျေ။ဘုရားခင်လူကအဘယ်မှာကြာတဲ့နည်းမေးတော့ကြာရရက်ကိုပြပြီးမှ ဒုတ်ကိုခုတ်၍ထိုရက်၌ချသဖြင့်ပစိန်သည်ဘောလောနေ၏ဒီနေရာမှာလက်မမြဲတဲ့အကြောင်းရယ်နောက်တစ်တခုကျွန်တော်ရရှိတဲ့ဖွင့်ရချက်တစ်ခုကတော့ကျွန်တော်နာအစ်စ်ဖွင့်ဖျားဖင်ဖွင့်ပြတဲ့လူကြုံကြည့်တဲ့အရာလေးကတော့ငားခဲ့သောဥစ္စာတနည်းအားဖြင့်ကိုမပိုင်တဲ့အရာနဲ့လုပ်ရင်တော့လွတ်ကြမှာပဲတင်းရဲ့ giver တရားဟောခြင်းဆိုရင်ဟောပါတင်းရဲ့ give ကတိခတ်ခြင်းဆိုရင်စူးစမ်းပြီးတီးပါတင်းရဲ့ give ကလူတွေကိုကြိုးဆုံနှုတ်ဆက်ခြင်းဆိုရင်ကြိုးဆုံနှုတ်ဆက်ပါကိုမပိုင်တဲ့အရာကြီးကိုငားပြီးတော့လုပ်တဲ့အခါမှာခဏခဏပြုတ်ကျတတ်တယ် ်လူတယောက်ကိုအားချလုံးပြီးတော့မှသူ့ကို model ထားပြီးတော့မှလေ့ကျင့်မယ်စူးစမ်းမယ်မကောင်းလားကောင်းပါတယ်ဒါပေမဲ့တာသနာမှာကြတော့ကို gift မဟုတ်တဲ့ဟာကြီးကိုငှားငှားပြီးတော့သုံးမိတဲ့ခါကြတော့ပို့ပြီးပြုတ်ချသွားတတ်တယ်ဒီနေ့ဘုရားကအားလုံးကိုယုံကြည်သူတိတိကိုကျွန်တော်တို့ကိုအဆုကျေးဇူးတွေဝေပေးထားတာဖြစ်တယ်။ကိုပိုင်တဲ့ပစ္စည်းကိုလေ့ကျင့်ပါ။ဟာလေလုယာ။ကိုပိုင်တဲ့ပစိန်သွားကိုတွေးပါ။သူများပစိန်ငားငားပြီးတော့မတုံတဲ့တော့ဟာလေလုယာ။ ဒီနေ့ကစပြီးကျွန်တော်တို့ကိုပေးတဲ့အရာကကျွန်တော်တို့အတွက်လုံလောက်စွာအသုံးပြုဖို့ကျွန်တော်တို့ကျွမ်းကျင်စွာအသုံးပြုဖို့လေ့ကျင့်ဖို့ဖြစ်တယ်။ဒီလူရဲ့အားနည်းချက်ကိုအားနည်းချက်ပြောမလားကျွန်တော်တို့တင်ယူခံယူရမယ့်အချက်လေးတွေကျွန်တော်ထပ်ထပ်မြင်တွေ့တဲ့အရာကတော့သူကသူ့ဥစ္စာမဟုတ်တဲ့အတွက်သူကကြင်သားမရဘူး။ပိုင်ရှင်ဆိုရင်တော့လေသူကသုံးနေကြဆိုတော့ကျွန်တော်ထင်တယ်လွတ်ကြမယ်မထင်ဘူး။သူ့အတွက်နည်းနည်းလေးလွန်းတာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ရှင် तू ထင်ထားတဲ့လက်စမမှန်ဘူးဘာလို့ဆိုတော့သူ့ဟာမှမဟုတ်တာငားထားတာကြီးကို ဒီနေ့တင့်ဟာမဟုတ်တဲ့အရာနဲ့အလုံးမရှုံးနဲ့အာမင်ဘုရားပေးထားတဲ့ရောက်ခိုင်မြဲစွာဂိုင်ပါဘုရားခင်ကအချိန်ကြာလာတဲ့ခါမှာတင့်ကိုအကောင်းဆုံးရထပ်ပေးမှာဖြစ်ပါတယ်အာမင်အဲ့တော့ဒီ prophet ရဲ့အားနဲ့ချက်ကသူဟာမဟုတ်တဲ့အရာနဲ့သူကအလုရှုပ်နေတယ်။မှန်ပါတယ်သူသာသနာအတွက်ကြေပြန့်ဖို့တုံးနေတာမှန်ပါတယ်။အိမ်တော်ချဲ့ဖို့လုပ်နေတာမှန်ပါတယ်။ဒါပေမဲ့သူမပိုင်တဲ့အရာကြီးနဲ့လုပ်တဲ့အတွက်လွတ်ကျသွားတယ်။ ဒီနေ့ကျွန်တော်တို့လွတ်ကြတဲ့နေရာတွေအာဘာလို့လဲဆိုတော့ကျွန်တော်တို့နံပါတ်1ကျွန်တော်တို့ ਨੇ မဆိုင်မအဆက်သေးလို့ဖြစ်နိုင်တယ်လို့ဒုတိယအနေနဲ့ကျွန်တော်တို့အဥ္စာဖြစ်ရင်အောင်မှကျွန်တော်တို့အသားကြောက်အောင်မတုံးကျွန်တော်တို့ကလုံလောက်တဲ့လေ့ကျင့်ခြင်းမျိုးမရှိဘူးလုံလောက်တဲ့တွေးထားတာချင်းမရှိတဲ့အခါမှာကျွန်တော်တို့ရဲ့ပစိမ့်တွေကပြုတ်ကျသွားတတ်တာဖြစ်ပါတယ်။ဘုရားခင်ရဲ့လူကဘယ်မှာကြာလဲမေးတဲ့အခါမှာ ဆိုတော့တခုခုကျွန်တော်တို့ရှုံနေတဲ့ခါမှာတခုခုကြာစင်းတဲ့ခါတခုခုကျွန်တော်တို့အားငယ်တဲ့ခါမှာကျွန်တော်တို့ရင်ငုံနှုတ်ဖိတ်နေဖို့မဟုတ်ပဲဖခင်ရဲ့လူစီကိုတွားပြီးသုံးမဝင်ဖခင်စီကိုတွားပြီးတော့ကိုတော့ဒီနေရာတော့ကဲနှုတ်ချင်းလိုအပ်တယ်နော် ြောရမှာဖြစ်ပါတယ်ဟာလေလုယာဈေးခန်းကိုသွားပြီးဆရာဝန်ကမေးတယ်တမားတော်ကမေးတယ်ဘာဖြစ်လဲဘာမှမဖြစ်ပါဘူးမပြောချင်ဘူးเนาะအသေးစိတ်မပြောချင်ဘူးခဲအမျိုးသမီးယောဂါဆိုတော့နည်းနည်းရှက်တယ်เนาะဒါတော့ရှင်ဟိုဟာမလို့ဒီဟာမလို့ဒါတော့ဒီလောက်မို့ဖုံးကွယ်တယ်ဆိုရင်ဘလို့မှကုလို့ရမှာမဟုတ်ဘူးဆရာဝန်နဲ့ဆိုရင်တော့ဝင်းဝင်းပဲပြောရတယ်ဒီနေ့ဖခင်နဲ့လည်းကျွန်တော်တို့အကန့်မချန်ထားနေတော့ဟာလေလုယာကျွန်တော်ချင်းစကားမှာဒီဗလတွေဒီနားတွေကိုကျွန်တော်တို့ကအာအင်းနေရှိတဲ့တွေ့အဲ့ဒါကို အားလို့ခေါ်တယ်ကျွန်တော်တို့ချင်းလို့ဆိုရင်ဒါဒီနေရာကိုဒီနေရာကိုကျွန်တော်ကြွက်သားတွေပေါ့တနေ့မှအဲ့ဒီချင်းတိုင်းသားဆရာဝန်စီသွားပြီးတော့မှပြောတယ်ဘာဖြစ်လဲဆိုတော့နာတယ်တဲ့ဘာနာလဲဆိုတော့အားနာတယ်တဲ့ဆိုတော့သူပြောတယ်ဒီနာကအားတွေနာတယ်ကြွက်သားတွေနာတယ်ပေါ့အရန်ဟို body whole body act ဖြစ်တယ်ဟိုသူကပြောချင်တာကျွန်တော်အားနာတယ်တဲ့ဆရာဝန်ကလည်းအားမနာနဲ့တော့တဲ့ပြောပါပဲနာနာလဲဆိုဆရာအားနာတယ်အားနာတယ်အားမနာနဲ့နောက်ဆုံးဘလို့မှကုလို့မရဘူးဖြစ်နေတာစိတ်ဆိုးနေတော့တာ ဆိုတော့ဘယ်လိုဆုံးသက်လဲကျွန်တော်လည်းမသိဘူးเนาะဆိုတော့တရားဟောကများဘာသာပြန်ပေးပြီးတော့မှနားလည်သွားကြလားသို့မဟုတ်ရင်အာနာပါနာနဲ့ပဲပြန်လွတ်လိုက်လားတော့မသိဘူးเนาะဟောဆရာဝန်ပေါ့အောင်ကျွန်တော်ပြောရတယ်ဘယ်နာဖြစ်ဘယ်နာနားတယ်ပြောရတယ်ဘာတိမဲကိုမေးတယ်မင်းဘာဖြစ်ချင်လဲမျက်စိမြင်ချင်တယ်ကိုရောအာမင်ပြက်ပြက်သားသားကျွန်တော်တို့လိုချင်တဲ့အောက်ပြောနိုင်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအရန်ကျွန်တော်တို့ကတခါလေးမှာအရန်သဘောကံကိုရောကိုရောတိပါတယ်ကိုရောအရာခသိမ်းတက်တယ်ကြီးလောက်လိုက်ကိုရော ဆူတောင်းမတောင်းချင်တော့ကိုတော့မနေ့ကတိုင်းပဲကိုတော့ဆူတောင်းချက်ကအရင်တော့ကျွန်တော်တို့ home set တွေမှာဆိုရင်ဆူတောင်းတင်ပြချက်ဆိုရင်တော့ဒေါ်ယူမောင်းနဲ့အရင်တစ်ပတ်ကတိုင်းပဲ ဆူတောင်းခံချက်တောင်မှမပြောချင်ဘူးကျွန်တော်ကြားတဲ့နေရာလေးကိုပြပါဆိုတော့မပြချင်ဘူးဖြစ်တဲ့ယောဂါလေးကိုပြောပါဆိုတော့မပြောချင်ဘူးလဲပတ်ပြီးတော့ပြောနေတာတောင်းပေးလိုက်ပြောင်းမယ့်ကိစ္စမဟုတ်ပါဘူးဆရာကြီးဒီလိုဖြစ်အဲ့လောက်ကြီးတယ်မဟုတ်ပါဘူးဒီလိုဆိုတော့လဲထွက်နေကျွန်တော်ညီမတက်အောင်ကျွန်တော်ဆူတောင်းပေးဖို့ပြောတယ်ကျွန်တော်လည်းဆရာမညီမတွေသွားတာစိတ်ပြက်လာဖះမပြောနဲ့ကျွန်တော်စိတ်ပြက်ဘလို့တောင်းပေးရမှမသိတော့ဒီလိုဆိုလဲမဟုတ်ဘလို့ဆိုအဲ့ဆိုစိတ်ကြယောဂါစိတ်နေမဟုတ်စိတ်နေမဟုတ်ဒါယောဂါမဟုတ်ယောဂါမဟုတ်ဆိုအေးဟုတ်စဘာယောဂါလဲယောဂါမဟုတ်ယောဂါမဟုတ်ဆိုနေကောင်းလားနေမကောင်းဘူး အစိုးကျွန်တော်တို့ဒီလိုပဲကိုတော့ကြီးလို့ပေးပါဆိုရင်ဆူတောင်းပေးလိုက်တော့တယ်ဒီမျိုးသားကဘယ်မှာကြလဲဆိုတဲ့ခါမှာ तू ကချက်ချင်းတည်တယ်ဒီနေရာမှာကြတယ်တင့်လိုအပ်ချက်ကိုဖះကိုပြည့်ပြည့်သားဆိုကိုတော့ဒီနေရာကျွန်တော်ကြရှုံးနေတယ်ကိုတော့ဒီပေါင်းတဲ့ဆက်ဆံရေးမှာတော့ကျွန်တော်မအောင်မြင်နိုင်သေးဘူးဒီဆွဲလက်မှုပြဿနာတော့ကျွန်တော်မဖြတ်နိုင်သေးဘူးကိုတော့ကိုတော့ကိုရိုးတတတင်ပြလိုက်ပါဒီနေ့ကိုတော့က10နှုတ်မှာဖြစ်ပါတယ်အာမင်လက်ကိုတီးလက်တီးပြအောင် ကိုရောရဲ့ကဲနှုတ်ချင်းတယောက်လာပြီကိုရောရဲ့ဆယ်ယူချင်းတယောက်လာပါပြီအာမင်မဖြစ်နိုင်တဲ့အရာဖြစ်လာဖို့ရန်အတွက်ကျွန်တော်တို့ဘက်ကနေကတော့ပူပေါင်းပါဝင်မှုလိုအပ်ပါတယ်နမိတ်လက္ခဏာတိုင်းမှာကျွန်တော်တို့ဘက်ကယုံကြည်ခြင်းနဲ့ယောနောရတယ်ဘာတိမဲမင်းဘာဖြစ်ချင်လဲကိုရောကျွန်တော်မျက်စိမြင်ချင်တယ်ဒီပရောဖက်ကလည်းမင်းဘာဖြစ်တာလဲဆိုတော့ကျွန်တော်ပစိန်ကြတော့ဘယ်နှမှာလဲတီဦးပြဒီနားတဝက်ထင်တာပဲဗျာမဟုတ်ဘူးနော်ဒီနေရာကိုရောဒီနေရာဒီနေရာ ကျွန်တော်သမီးဗာကင်စကားပြောတဲ့ခါစားတော့ तू ကချော်လဲလိုက်အကလေးဆိုတော့ချော်လဲလိုက်ဒီနားလေးဖြစ်လိုက်ဆိုလို့ရှိရင်နာတာ तू ကပြောတတ်တယ်တိတ်စကားမပြီးသေးဘူးအဲ့ဆို တပိဘနာနာဆိုညာညာဆို तू နားတဲ့နေရာလေး तू ပြတ်တတ်တယ်ကလေးတောင်မှ तू နားတဲ့နေရာပြတ်တတ်တယ်ကျွန်တော်တို့ကဝဉဉေးရမှာကျွန်တော်တို့နားနေတဲ့နေရာရှိရင်ကိုတော့ပြောပါ hallelujah ကိုတော့ဒီကန္နာတော့ကျွန်တော်အရန်နာကျင်နေပြီဒီတယောက်ကိုတော့ကျွန်တော်ဘလို့မှခွင့်လွတ်မနိုင်ခွင့်မလွတ်နိုင်တော့ဘူးကိုတော့ကိုတော့ကယ်မပါဒီတထေးကိုတော့ကောင်းကြီးပေးပေးပါဒီလောက်ရက်ကိုတော့ကိုတော့ဒီလိုလုပ်ပေးပါကျွန်တော်တို့ရဲ့နာကျင်မှုတွေကိုကိုတော့ကိုဆူတောင်းတင်ပြဖို့ဖြစ်ပါတယ် amen ဘုရားခိုင်းရင်တော့လေတချင်းလောက်အောင်မှာပေါ့ဒီနေရာမှာဆိုတော့ဒုတ်ကိုချလိုက်တယ်ကျွန်တော်တို့သာဆိုရွှေဆရာအီလီရှေမဖြစ်နိုင်ဘူးထင်တယ်နော်ကိုတော့ diving ပြစ်ပြီးယူရင်တော့ဟုတ်ရင်ဟုတ်မယ်အခုဘာမှမဆိုင်တဲ့ဒုတ်ကိုချလိုက်တာနဲ့ပစိမ်ပေါ်မယ်ဆိုတော့ဖြစ်နိုင်ပါမလားဘုရားတန်ကြားတဲ့အခါမှာကျွန်တော်တို့ကဒီအုံနောက်လေးနဲ့အမြဲတမ်းစင်ချင်တုံတရားနဲ့စဉ်းစားတဲ့အခါမှာကျွန်တော်ရဲ့နမိတ်လက္ခဏာနော်ကျွန်တော်တို့အဲဆုံးရှုံးသွားတတ်တယ်ဆယ်ယူပါဆိုတဲ့အခါမှာချက်ချင်းဆယ်ယူရမှာဖြစ်ပါတယ်အာမင် ဘာလို့လဲဆိုတော့နော်တန်တုကြီးကမပေါ်နိုင်တဲ့တန်တုကြီးကိုအဲ့ဒီတည်ငှအတွင်းမှာလာဘလို့လှုပ်လိုက်လဲတော့မသိဘူးဖခင်ကမလုံးဝမပေါ်နိုင်တဲ့ရေကြီးဖော့ကုံကမထမ်းထားနိုင်တဲ့တန်တုကြီးကနမိတ်လက္ခဏာနဲ့ပေါ်လာပြီအဲ့တော့ကျွန်တော်တို့ကမယူဆိုရင်တော့သူကပေါ်နေရဆိုတော့လေရေစီးကြောင်းထဲမှာပါသွားနိုင်တဲ့အတွက်ချက်ချင်းယူပါလို့ပြောတာဖြစ်တယ်အာမင် တဘာဝလွန်ကောင်းကြီးရတဲ့ချိန်မှာလေကျွန်တော်တို့ကဖြည့်ဖြည့်လက်လက်ရှိဖို့အသိရေးကြည့်တယ်။အာမင်။သင်နေနဲ့မရနိုင်တဲ့ဒီအကောင်းဆုံးအလုပ်ဖြစ်တယ်။ဒါပေမဲ့တုံနိဘာဝေလုံနေလို့လွတ်သွားတဲ့ကောင်းကြီးတွေမရှိဘူးပြောလို့မရအောင်။ဒီနေ့မှာဆုံးရှုံးခဲ့တဲ့ရာအားလုံးကိုခုနဆယေရှုနာမနဲ့ပြန်လည်သိမ့်ပိုက်ပါရအာမင်။နောက်များမှာဖခင်ရဲ့နမိတ်လက္ခဏာကြုံပြီဆိုရင်တော့ချက်ချင်းယူတတ်ဖို့အသိရေးကြည့်ပါရ။ ကလေးသူငယ်ကဲ့သို့ဆယ်ယူတတ်ဖို့တိတ်အေးကြည့်ပါတယ်အခုတော့ခြေဆုရအောင်တင်းတော်ကအပြည့်ရှံဆိုတော့ကျွန်တော်တို့အရှိမရှိတဲ့ပလင်ကလည်းနည်းနည်းနေနေသလားเนาะကျွန်တော်ပဲအရက်ပုလို့လားတချို့တွေကနောက်ကနေဒီလိုတောင်ကြည့်နေရဆိုတော့နားလဲပါတယ်ကျွန်တော်လူကလည်းအရက်များလို့ဖြစ်တယ်ရှေးခင်အတင်းတော်အစားကားဆိုတော့လူတိတ်လည်းမများသေးတဲ့ခါမှာအကုန်လုံးကထိုင်နေလို့တောင်အားမရပဲလေအတင်းသားတွေကခွန်အားရရင်မတည့်ရပြီးတော့မှဒါကျွန်တော်အတွက်ဖြစ်တယ်ကျွန်မအတွက်ဖြစ်တယ်လူတွေကတော့မင်းတို့ဘာတွေယူနေကြရလဲဘာမှလည်းမရှိပါလားเนาะကလေးသူငယ်လို့ကျွန်တော်တို့เนาะ prophetic အနေနဲ့ ်နှုတ်ကပတ်တော်ခံယူခဲ့တယ်ဖြစ်တယ်ဒီနေ့လဲကျွန်တော်တို့အဲ့လိုလုံမရတယ်လို့မဆိုလို့ဒါပေမဲ့သင်ထိုင်နေတဲ့အချိန်မှာပဲလေနှုတ်ကပတ်တော်ကိုဆုပ်ယူပါဆဲယူပါဟာလေလုယာသင်ဆဲမယူဆိုရင်နှုတ်ကပတ်တော်ကစီးမျောသွားနိုင်တယ်ဒါကြောင့်ဆဲယူပါဆဲယူပါဆဲယူပါဟာလေလုယာအာမင် ။ Oh praise the Lord. ပစိန်သွားကိုသူဆယ်ယူတယ်။ဆယ်ယူတဲ့အချိန်မှာအေလိရှေပြောတဲ့အတိုင်းတပည့်ကလက်ကိုဆန့်၍ဆယ်ယူလိုက်တယ်။ဒီနေ့ကျွန်တော်တို့ပြောမယ့်အချက်လေးတွေ၅ချက်ကျွန်တော်ယူဆောင်လာတယ်။နံပါတ်၁ကတော့ကျွန်တော်တို့ရဲ့အနယ်မြေချက်ဖို့ကျွန်တော်တို့ရဲ့အဝင်းဝိုင်းကျယ်ဝန်းဖို့ကျွန်တော်တို့ရဲ့ကျင်းမြောင်းနေတဲ့နှလုံးသားတွေချက်ဖို့ကျွန်တော်ကျွန်တော်တို့ရဲ့နေရာရက်တွေကျယ်ပြန့်စေဖို့ဘုရားကဒီနောက်ကတော့ပေးတာဖြစ်ပါတယ်။ဒီ prophet တွေကသူတို့နေရာကျင်းမြောင်းတယ်ဆိုတော့သူတို့နားလေတာကျွန်တော်နဲ့မိတ်ဆွေရောကျွန်တော်ရောက်နေတဲ့နေရာအရင်ကျင်းတတ်နေပြီလား။ အနှဲငယ်ကျွန်တော်တို့ကျင်းမြောင်းတယ်လို့ခံစားရတဲ့ကန္တာဘယ်ကန္တာရှိလဲငွေကြီးကြီးလားပေါင်းတင်ဆက်ဆံရေးလားမိသားစုပြဿနာလားဘယ်ကန္တာမှာသင်ကကျင်းမြောင်းတယ်လို့ခံစားနေလဲဘုရားခင်ကချဲ့ပေးမှာဖြစ်ပါတယ်ဟာလေလုယာလှုပ်တာလှဲ့တာရှိုံလောက်နဲ့ကျင်းနေတယ်ဆိုရင်တော့ချဲ့လို့မရတော့ဒါပေမဲ့ကိုယ်တော်ကျွန်တော်တို့ချဲ့ပေးမှာရမယ်နော်ကျွန်တော်တို့ကိုချဲ့ပေးပါဆိုတော့နှလုံးသားရှိတယ်ဆိုရင်တော့ဒီနေ့တင်းရဲ့တဲရကိုဘုရားခင်ကကျေးဇူးမှာဖြစ်ပါတယ်ပထမတစ်ချက်အတူတူကဖတ်ရအောင်1 2 3တင်းဤ အာမင်ပြီးမှရှိတယ်လို့လည်းဆွဲနှုတ်ဆက်ပြီးပြောပါအောင်တင်ဤအာမင်အာမင်ဝေါဒုတိယချက်ကိုကြည့်ရအောင်နော်တင်ဤနေရာမျက်နှာချက်ကိုကြက်အောင်လို့အင်္ဂလိပ်လိုမှာပို့ပြီးတော့ပို့ရှင်းတယ်လို့ကျွန်တော်တို့မြင်တယ် stretch your tent curtains wide တဲ့ကြဲကလေးကျွန်တော်တို့မျက်နှာချက်ကိုချဲ့ဖို့ရန်အတွက်ဖြစ်တယ်ဥပမာနဲ့မျက်နှာချက်ကြီးက IIG ဖြစ်နေတယ်ဆိုရင်မျက်နှာချက်က နေနေဆိုရင် အထူးသဖြင့်ကျွန်တော်တို့ lighting တွေနော်ကျွန်တော်တို့ decoration တွေလုပ်မယ်ဆိုရင် ceiling မြင့်တဲ့ခါမှာပို့ပြီးကစားရတာပူကောင်းတယ် ceiling နေနေတဲ့ခါမှာကျွန်တော်တို့လောက်ဝကန်ရတာတော်တော်လေးစင်မပြေဘူးဒါကမြင်နိုင်အောင်ကျွန်တော်ပြောတာဖြစ်တယ်ဝဉဉေးရမှာလဲကျွန်တော်တို့ကတခုခုတတ်မှတ်လိုက်တာဥမာဆိုတော့ cathedral ဖျားကြောင်းအကြီးကြီးပေါ့မြင့်ကြီးအာ ceiling အရမ်းမြင့်တယ်ဒါပေမဲ့ အဲခွန်ကလည်းမနိုင်တော့ဘူး။နောက်အရန်လည်းမြင့်နေအတန်တွေလည်းလိုင်းတန်တွေလည်းပါမယ်ဆိုတော့ဆိုပြီးတော့ Jason Bolt တွေယူပြီးတော့ false ceiling လို့ခေါ်လဲအခုလိုမျိုးအလှလေးဆင်းပြီးတော့မှ ceiling ကိုဘယ်လောက်မှငါတို့3မီတာမှ ceiling ထားမလားတဘောက2မီတာကွဲမှ4မီတာမှထားမလားဆိုပြီးတော့မှတတ်မှတ်ပြီးတော့ ceiling ကို false ceiling ကိုထိုးလေးရှိကြတယ်။ရှိသည်မမျက်နှာချက်ကိုယူရင်လည်းရတယ်ဒါပေမဲ့တနေရာမှာကျွန်တော်တို့ကတတ်မှတ်ပြီးမျက်နှာချက်ကိုဒီမှာပဲငါတို့ထားရအောင်လို့တတ်မှတ်ရင်လည်းရတယ်။သင်ရဲ့တတ်မှတ်ချက်ကဘာလဲ။ အဆောက်အုံအတွက် green energy အတွက်เนาะကျွန်တော်တို့ safe energy ဖြစ်ဖို့ရန်အတွက်လှုပ်ရတဲ့ဟာရှိပေမဲ့ဝိညာဉ်နဲ့ပဲမှာအကန့်အသတ်မထားနဲ့တင်းရဲ့မျက်နှာချက်ကိုဖယ်ပစ်လိုက်တော့တင်းရဲ့ဖုံးကိုဖယ်လိုက်ဘုရားစီကံတွေတိုက်ရရဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ hallelujah ကျွန်တော်မျက်နှာချက်တွေနှိမ့်နေတဲ့ဖွဲ့တွေဒီနေ့မျက်နှာချက်တွေမြင်ဖို့ဘုရားခင်ကောင်းကြီးပေးပါစေတတိယတစ်ချက် do not hold back ကျွန်တော်တို့ကအမြဲတမ်းเนาะနှမျောသောစိတ်နဲ့တွန့်တိုတတ်တယ်တစ်ခါမှတတိကြီးတရားကအရန်ကစီနေတယ်တဲ့ အလူခံနေလာလို့ရှင်ဘာမှမပေးနဲ့တဲ့သူတောင်းမာထားတယ်ဆိုတော့ဒါပေမဲ့သူသားကတော့မျက်နှာပူတော့အဖေရဲ့ရက်ကွက်လူတွေလာလာတောင်းနေတာတခုတော့လူလိုက်ပါအဲဆိုလို့ရှင်လဲတခုခုပေးတယ်လို့နဲ့လက်ကိုဆုပ်ပြီးတော့မှဒီလိုပဲလေပဲပေးလိုက်กว่าတဲ့အဲနဲ့သူသားကတော့ပေးလိုက်ပြီးတော့ပြန်လာတော့သူ့အဖေကိုပြောတယ်မင်းသူ့ဖေကမင်းမင်းလေတွေပေးလိုက်လားတဲ့ပေးလိုက်တယ်ဖေတဲ့မင်းဘလို့ပေးလိုက်လဲတဲ့သူ့တောက်ကောင်းခောက်တယ်ဘာလို့လက်နှစ်ဖက်နဲ့ပေးလိုက်တစ်ဖက်ဆိုရပြီလေတဲ့လေတောင်နဲ့မျောတာနော်တတိယကနော် သူ့သားဒီလိုပဲနှစ်ဖက်နဲ့ဒီလိုပေးလိုက်တော့သူ့ဖေကခေါင်းခေါက်တယ်မင်းဘာလို့နှစ်ဖက်နဲ့သွားပေးရလဲတစ်ဖက်ဆိုလုံလောက်ကြီးလေးတယ်နော်ဆိုတော့အဲ့လောက်ကစီနေတဲ့ဖွဲ့တွေရှိတယ်ဆိုတော့ဒီနေ့နှမျောသောစိတ်မရှိနဲ့တဲ့ကျွန်တော်တို့ရဲ့နှမျောသောစိတ်တွေကိုဖယ်ရှားပါတင်းကျဲဝန်းသောရက်ကိုရောက်ချင်နေဆိုရင်တော့ကစီနေလို့မရဘူးဟာလေလုယာအိမ်မှာရှိတဲ့တောင်လေးတွေ့ပြီးတော့မှကစီမနေနဲ့လို့ပြောရအောင်အာမင် ်လောဘကြီးကနေတာမဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့တွန့်တိုတဲ့စိတ်မရှိဘူးကတ်တတ်တဲ့စိတ်မရှိဘူးနှမျောသောစိတ်မရှိဘူးအရေးကြီးတယ်အဲ့ဒီလူတွေကကျယ်ဝန်းသောရက်ကိုရောက်မှာဖြစ်ပါတယ် hallelujah နံပါတ်၄နေနဲ့ lengthen your cords ကျိုးတို့ကိုရှည်စီအောင်လောကျွန်တော်ငငယ်တော့ကစွန်လွတ်တဲ့ခါမှာတစ်ဖက်ကလူကိုကျွန်တော်တို့စွန်တွေတိုက်ပြီးတော့မှတောင်တောင်စွန်ကျိုးတွေဖျက်ကြတာပေါ့နော်အာဆိုတော့ဒါမှမဟုတ်ရှင်အမြင်ကြီးကိုရောက်ချင်တယ်ဆိုရင်မြင့်မြင့်ရောက်ချင်တော့ကျိုးရှည်ရှည်လိုအပ်တယ်ဗျာ နော်ကျွန်တော်တို့ရေလုံးဝဲပြီးတော့ကျိုးတွေကိုလိတ်ထားရတယ်။လိုအပ်ရင်လိုအပ်တယ်လို့ကျိုးကိုလျှော့ပြီးတော့မှအစွန်ကိုအမြင့်တက်အောင်ကျွန်တော်လုပ်ရတယ်။လိုအပ်ရင်အဲ့စွန်ကိုကျွန်တော်တို့ကတခြားစွန်ကိုခုတ်ချင်တဲ့ခါကျတော့ကျိုးကိုကစားတယ်နော်။နောက်ပြီးတော့မှကျွန်တော်တို့ငယ်ငယ်တော့ဆိုဖန်ပလင်းတွေကိုခွဲပြီးတော့ရှင်အဲ့မှာဆန်ဒီအကောင်ကြီးနေနဲ့လှုပ်ကော်ရည်တင်းနဲ့ထည့်ပြီးတော့မှအဲ့ဒီဟိုဟာကိုဒီကျိုးကိုကျွန်တော်တို့ပုတ်ရတယ်။သူများကျိုးတွေနဲ့ထိရင်ထိတာနဲ့ထောင်းကနေသူများကျိုးတွေပြတ်သွားအောင်လို့နော်။အာကျွန်တော်ငယ်ငယ်တော့အမျိုးမျိုးစော့ဘူးတယ်။ ဆိုတော့ဒီနေ့အဲ့လိုသူများတွေပျက်စီးဖို့အကျင့်ရုပ်ဖို့ပြောတာမဟုတ်ဒါပေမဲ့ကျွန်တော်တို့ကြိုးကတော့ခိုင်ဖို့တော့ရည်ကြီးတယ်ဗျကျွန်တော်တို့ကြိုးကလိုအပ်တလောက်ရှိဖို့တော့ရည်ကြီးတယ်ဟာလေလုယာအိုးလုတ်ကတော့များများရှိဖို့လိုအပ်တယ်အာမင်ဘာလို့လဲဘုရားကကျွန်တော်တို့ချဲ့နေတာဖြစ်တယ်ဘုရားကချဲ့နေတာဖြစ်တယ်အာမင်အာမင်နောက်ဆုံးနဲ့ညီကုန်းချုပ်အချက်ကတော့ strengthen your stakes တည့်တိုင်တို့ကိုမြဲစွာစိုက်လို့ ကျွန်တော်တို့เนาะချဲ့တာတော့ကောင်းတယ်ဒါပေမဲ့ရိုင်ရိုင်လဲသွားတာကအဆင်မပြေဘူးအဲတချို့တွေဆိုလို့ရှိရင်เนาะဖုန်းထဲမှာအတန်လဲဖွင့်ထားပြီးရင် message ပို့တဲ့ခါမှာတက်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 ဟာရမ်းမြန်တယ်လို့ပြီးရင်ပြန်ဖြတ်ဖ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 တ်တက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 ်ဖတ်ဖတ်ဖတ်တက်တက်တက် ကြည့်လိုက်အရင်လှုပ်ရှုံနေတယ်ဗျာဘာမှမရောက်ဘူးရှင်နဲ့စာကြောင်းရေး I miss you ပဲပြောမှာ I ပပပပပပလောက်လုံးပဲရေးမဲ့ကိစ္စကိုကြာပြီပဲကွန်ပျူတာလည်းလိုပဲအရင်မြန်တယ်လို့ပဲသူအတန်နာထောင်တော့သူရမ်းမြန်တယ်ဖြက်လိုက်ပြန်လှုပ်လိုက်ဖြက်လိုက်ပြန်လှုပ်လိုက်စာတောင်ကိုတနားလောက်ရိုက်နေတာအရင်မြန်ဖို့ခဏထားလိုက်အောင်မှန်ဖို့တော့ရေးကြည့်ရအောင် hallelujah ကျွန်တော်တို့ချဲ့တော့ချဲ့ချင်တယ်ဒါပေမဲ့ချဲ့လိုက်တိုင်းပြူလဲချဲ့လိုက်တိုင်းပြူလဲလို့တော့အဆင်မပြေဘူးတိုင်းနေခိုင်ဖို့တော့ရေးကြည့်တယ် hallelujah လက်ခုပ်တွေလည်းဖျားခင်ကိုချီးမွမ်းရအောင် amen ဒါကြောင့် ဒီနေ့ယူဆောင်လာတဲ့ငါးချက်ကဒီဂျော်ဒန်မြစ်နားကိုသွားပြီးတော့တဲရာကိုချဲ့ဖို့သွားတဲ့သူတွေရဲ့အသက်တာကနေကျွန်တော်တို့ခံယူတဲ့အရာလေးတွေကိုကြည့်အောင်နံပါတ်1တဲရာကျဲစီလို့တနည်းအားဖြင့်ကျွန်တော်တို့တိုးတက်ဖို့ကဏ္ဍတွေကိုကျွန်တော်တို့ကိုယ်တိုင်ကစံနှားရှိရမယ်ရှိတဲ့နေရာမှာပဲချော်လဲရောထိုင်မလုပ်တော့ပဲเนาะရောင်ရဲတာတော့တက္ကဏပါလေဒါပေမဲ့မဆောင်နိုင်တာလည်းမကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကတိုးတက်ခြင်းစိတ်ရှိဖို့ရှိရမှာဖြစ်တယ်အာမင် တဲရကိုချဲ့ဖို့ရန်အတွက်ဘုရားခင်ကောင်းကြီးပေးပါစေဒုတိယကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဆိုရင်ကျွန်တော်တို့မျက်နှာချက်ကိုမြင့်မြင့်လေးသတ်မှတ်ရအောင်ကျွန်တော်တို့ရဲ့ပန်းတိုင်တွေကိုခက်မြင့်မြင့်လေးလုပ်ရအောင်ကျွန်တော်တို့အားဆိုင်ပြီးတော့မှကျွန်တော်တို့စန့်ထုတ်ရအောင်အာမင်ကျွန်တော်တို့ဘေကန်နာမှာမဆိုနှမျောသောစိတ်မရှိနဲ့တဲ့ရရောပါဟာလေလုယာကျိုးတို့ကိုရှေးစေအောင်တော့တိုင်တို့ကိုမြဲစွာစိုက်လို့ဒါဆိုရင်တော့ဘုရားခင်ကအင့်ကိုလက်ဝဲဖက်လက်ရဖက်တိုးချဲ့တော့မှာဖြစ်ပါတယ်အာမင်ခွန်အားရကြလားမသိဘူးနော်အာမင် ပစိငှားခဲ့တဲ့ပစိဆိုတော့ तू ဟာကျင့်သားမရတဲ့အတွက်လွတ်ကျသွားတယ်ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေကတိုးတော့တိုးတက်ခြင်းနဲ့သူများစီကငှားယူတာကြည်ပြီးတော့မှသဘောချလို့လိုက်လျှောက်တာလဲကောင်းပါတယ်ဒါပေမဲ့ကိုယ်ပိုင်ဖြစ်ဖို့နှုတ်ကပတ်တော်ကိုယ်ပိုင်ရဖို့ဖွင့်ရချက်ကိုကိုယ်ပိုင်ရဖို့ဟာလေလုယာကိုယ်ပိုင်လိုက်လျှောက်မှာပဲကိုဟာဖြစ်မှာခွန်အားရပြီးထိုင်နေလို့တော့မရတော့ကိုယ်တိုင်ရယူဖို့လိုအပ်နေပြီဟာလေလုယာ လွတ်ကြခဲ့ရင်လဲကြားတဲ့နေရာကိုကိုတော့ပြပြီးတော့ပြန်ဆဲဖို့ရေးကြည့်တယ်။ဆဲပြီးဆိုရင်လဲဖရဲတန်ကြားပြီးဆိုရင်လဲနှောင့်နှေးမနေပဲမျောပါသွားနိုင်တဲ့အတွက်ချက်ချင်းချက်ချင်းယူဖို့အတွက်လိုအပ်တယ်။အာမင်။ကျွန်တော်တို့ဒီတဲရချဲတဲ့အရာလေးကိုတေးဥဖို့ဖို့အတွက်ညီကို၄ယောက်ကိုဖိတ်ခေါ်ခြင်း ਨੇ ။ဒီနောက်ဘက်တော့ခံယူပြီးတော့ခါမှာကျွန်တော်တို့အသက်တော်ဆက်ကတ်ကြမှာဖြစ်တယ်။ကျွန်တော်တို့ရောက်နေတဲ့နေရာဘုရားခင်ကချဲ့ဖို့ရန်အတွက်ဒီနောက်ဘက်တော်ကိုကျွန်တော်တို့ကိုပို့ဆောင်နေတာဖြစ်ပါတယ်။အပေါ်တက်လာခဲ့ပါညီကိုတို့ယေရှုတင်နေ။ ဆိုတော့ဒါကျွန်တော်တို့တိုင်လေးတိုင်နဲ့တဲတဆောင်ရှိရဲဆိုပါတော့ဆိုတော့နှုတ်ကပတ်တော်ရကျွန်တော်တို့တဲရာကိုချဲ့မယ်ချဲ့မယ်ဆိုတဲ့အခါမှာတို့တို့ရှိတဲ့နေရာမှာပဲဒီတိုင်တို့ဒီမှာပဲထိုင်တို့ဒီတိုင်ပဲဖြစ်နေမှာပဲတင်လုံနေကြရပဲလုံနေရဆိုရင်ဖြစ်နေကြရပဲဖြစ်နေမှာပဲတင်မရွှေ့ဘူးတော့မဆိုင်ဘူးတော့တင်မရောက်ဘူးတော့နေပယ်ကိုသွားခြင်းနေဆိုရင်တော့တင်တိုင်ကိုနေရာရွှေ့ဖို့တော့လိုနေပြီအာမင် တင်းရဲ့ခြေလန်းတွေကိုစပြီးခြေလန်းဖို့လိုအပ်တယ်ဟာလေလုယာကဲညီကိုရေကိုရဲ့အနောက်စီကိုတလန်းစီဆုပ်ပေးပါဆိုတော့တဲဟာခုနထက်ပို့ပြီးတော့ကျဲသွားပြီမလားငင်းရလားမသိနော်လက်ခုပ်တီးပဲတို့ကိုဂုံပြေးပေးပါအောင်ဟုတ်ပြီတဲရအောင်ချဲလိုက်ပြီဒါပေမဲ့မျက်နှာချက်ကနေနေတော့ဥမာကျွန်တော်ဘလောက်ပူပူဒီလောက်မျက်နှာချက်မှာနေလို့မရဘူးဗျာကျွန်တော်တို့ကတိုးတက်ဖို့အကြောင်းကိုမရှိတော့မျက်နှာချက်ကရမ်းနေနေတာဆိုတော့နှုတ်ကပတ်တော်လာပြီမျက်နှာချက်ကိုကျက်အောင်လို့တဲ့မြင့်ပေးပါမျက်နှာချက်မျက်နှာချက်မြင့်လာတဲ့အခါမှာ ကျွန်တော်အနေနဲ့ကလှုပ်တာလက်တာရှိလာတယ်ဟာလေလုယာကျွန်တော်အနေနဲ့လက်မြောက်ရင်ညနေစက ठ ီနေတယ်လက်မြောက်ပါအောင်ကြီးကိုနော်ဟုတ်ပြီဟာโอเคဆိုတော့ကျွန်တော်တို့ရဲ့နော်ကျွန်တော်တို့ရဲ့ရှိနေတဲ့မျက်နှာချက်ကကျွန်တော်တို့ကိုကာနေတာမျက်နှာချက်ကိုမြင်မြင်လုံးနေဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအာမင် အဲ့ဒီမျက်နှာချက်ကိုမြင်ဖို့တွေ့ကျိုးနဲ့ပြန်ထင်းရတယ်ဆိုတော့ကျိုးတို့လို့ရှင်သူတို့အရင်မြင့်ပေမဲ့ဒီလက်တွေကတိုးနေတဲ့ခါမှာနော်ကျွန်တော်တို့ရဲ့ကျိုးတွေကတိုးနေတဲ့ခါမှာအဲ့ဒီမျက်နှာချက်ကိုမြင့်မြင့်မတင်နိုင်ဘူးအောင်လေးကကျွန်တော်တို့ထက်အရက်ရှိတယ်အဲ့တော့သူကအရက်မြင့်ပြီဒါပေမဲ့သူလက်ကိုထပ်ပြီးထပ်မြောက်ရတယ်တနည်းအားဖြင့်ကျိုးကိုရှေရှေဆွဲရတယ်ဟာလေလုယာအာမင်နောက်ပြီးတော့မှကျွန်တော်တို့အခုနောက်ဆုံးတဲ့ညီကုန်းချုပ်တွေနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကိုပြန်ပြောမယ်ဆိုရင်တိုင်တို့ကိုမြဲစွာဆိုင်လော့ တိုင်လေးတိုင်မှာအားလုံးကတော့ခိုင်တယ်ဒါပေမဲ့ဒီတတိုင်ကရိုင်နဲ့နေတယ်ဆိုရင်ရိုင်နဲ့နေတယ်ဆိုရင်တော့လေတိုက်တိုင်းနှုတ်ကပတ်တော်တော့ခိုင်ယူတယ်ဒါပေမဲ့လေတိုက်ယူဆိုတော့ရိုင်ပြီအများနဲ့တိုင်လုံးထိခိုက်တယ်အတင်းတော်မှာလူတယောက်ရိုင်နဲ့နေအတင်းတော်တစ်ခုလုံးထိခိုက်တယ်ဒါကြောင့်ဒီနေ့တစ္ဆာရှိကိုဖြားရှိကောင်းကြီးပေးပါစေတိုင်တော့ကိုမြဲဆိုကျဲကျင်တာပေါ့ကျွန်တော်အကျဲကျဲဝန်းနေကျင်တာပေါ့ဒါပေမဲ့တိုင်တွေကမခိုင်ဘူးဆိုရင် ။ရိုင်နေနေကျွန်တော်ဘယ်လိုလုပ်အောင်မြင်ပါလဲ။ဟာလေလုယာ။ဒါကြောင့်ချဲ့တော့ချဲ့ဒါပေမဲ့မြဲစေ။ဟာလေလုယာ။ချဲ့တော့ချဲ့ပါဒါပေမဲ့မြဲမြံဖို့တည်ရည်ကြည့်ပါရဲ။ကြောက်ပေါ်မှာတည်တော့အိမ်ကဲ့သို့လေတိုက်ပေမဲ့ခိုင်ခန့်လာတဲ့တိုင်တွေရှိတဲ့ခါမှာအရန်ခိုင်ခန့်တဲ့ခါမှာဘာပဲလာလာသူကမမှုတော့ဟာလေလုယာ။တိုင်ကခိုင်ခန့်တဲ့တွေ့အိမ်ကမြဲတာဖြစ်တယ်အာမင်။ရိုင်နေတော့တိုင်မဟုတ်ဘူးဗျာရှင်ကောင်းကြီးပြပါစေ။ မတည့်ရပြီဖျားကြီးကြီးမရဟာလေလုယာအာမင်ဝိုးအာမင်အာမင်ဂျေဇုတင်နေသူတို့လက်ကိုဒီကုန်ပြုပေးပါအာမင်ဟာလေလုယာဝေါအာမင်တုတ်တန်ကြံခိုင်းရင်၂၂ငွေ၂၈ကိုအတူတူဖတ်ချင်ပါတယ်အားလုံးမတည့်ရနေတဲ့အချိန်မှာဘိုးဘေးစိုက်ဘူးတော့မြေမှတ်တိုင်တို့ကိုမရွေနဲ့အဲ့ဒါကအင်းနီနာချင်းတွေမြေလူတာကိုပြောတာမဟုတ်ဘူးဘိုးဘေးတွေစိုက်ခဲ့တော့ မောရှိလက်ထက်မှာပြောခဲ့သောပြည့်ညတ်တိကျမ်းစာကိုနေယံမိကငါတို့ပြန်လုပ်ရအောင်လို့ပြောတာဟာလေလုယာဘုရားခင်ရဲ့လူတွေရှေ့မှာခုဘိုးဘေးတွေလိုက်လျှောက်ခဲ့တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကဆက်ပြီးလိုက်လျှောက်ဖွင့်အတွက်လိုအပ်တယ်ဘိုးဘေးစိုက်တော့မြေမှတ်တိုင်ကိုမရွေ့စေနဲ့စာလံ139အငွေ90.91မှာတစ္ဆာတော်သည်လူမျိုးဆက်ဆက်မြဲမြံပါ၏မြေကြီးကိုတည်စေတော်မူသည်ဖြင့်သူသည်အမြဲနေပါ၏ ခတ်သိမ်းသောအရာတို့သည်ကိုရောဤကြုံဖြစ်၍စီးရင်တော်မူသည်နှင့်ညီယနေ့တိုင်အောင်ပါတယ်လေအမြဲနေကြပါ၏အာမင်ဒီနေ့ကျွန်တော်တို့တည်ကြည်ခြင်းကဘုရားခင်ရဲ့အလိုတော်ဖြစ်ပါတယ်တိုင်းတွေကိုခိုင်ခန့်စေရအောင်ကျွန်တော်တို့ယက်တည်တော်ရာကဘာလဲအချိန်ဒီပေါ်မှာမယက်နဲ့နှုတ်ကပတ်တော်မှာယက်တည်ရအောင်တိုင်လေးတိုင်မှာတတိုင်ကနေ့တဲ့ခါမှာတိုင်အိမ်လုံးကထိခိုက်တယ် 多多，得点子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 ，噶，天气啦，阿妈，哎，你个，姐子嘞，姐啦，妈说巴累，哎，点子，点子，点子，噶，十、十二、一、二、三、四、五、六、七、八、九、十，就那罗天，你个，down，听那点，多牛凯多，single，单那英啊，long，长嘛，那可巴，long，哎，我英个理解，变作，好下到电脑拍照，也许那嘛那今年阿巴嘞，来考虑下，弟兄阿，amen，点子，点阿片先，赶紧别把声，amen。